သောတာရှင်ကဗျာချစ်သူများကျမ်းမာတော်မူကြပါစွာခင်ဗျာ1980မေလအတွင်းတုန်းကတောင်ကိုရီးယားနိုင်ငံကွမ်ဂျူးမြို့မှာဒီမိုကရေစီတောင်းဆိုတဲ့လူထုအုံကြွမှုကြီးဖြစ်ခဲ့ပါတယ်အဲ့ဒီတုန်းကသမဒဗိုလ်ချုပ်ကြီးချွန်ဒူးဝါကစစ်တပ်နဲ့အကြမ်းဖက်ဖြိုခွဲလို့ဆန္ဒပြသူတို့ယာနဲ့ချီပြီးကြာဆုံးခဲ့ကြရပါတယ် မြို့လူထုနဲ့တက်ကသူចောင်းသားအလုံသမားတွေကမြို့ကို ရက်အနှဲငယ်အထိတိမ့်ပိုက်ထားနိုင်ခဲ့ကြပါသေးတယ်။အဲ့ဒီအရေးအခင်ဖြစ်ပြီး နောက်9နှစ်အကြာမှာခြွန်ဒူးဟွာခေါင်းဆောင်နဲ့စစ်အာဏာရှင်အစိုးရလည်းပြုတ်ကျသွားခဲ့ရပါတယ်။နောက်နှစ်20အကြာဒီမိုကရေစီအစိုးရတက်လာတဲ့အခါဗိုလ်ချုပ်ကြီးခြွန်ဒူးဟွာလည်းတေတံကြခဲ့ ရပါသေးတယ်ဒီတပတ်တော့တောင်ကိုရီးယားကဗျာဆရာကင်နမ်ဂျူးရဲ့ကွမ်ဂျူးအရေးတော်ပုံကဗျာကိုကျွန်တော်တင်ဆက်ပေးလိုက်ပါတယ်နားဆင်ကြည့်ပါကွမ်ဂျူးအရေးတော်ပုံဒါဟာဖြင့်မေလရဲ့တနေ့မှာဖြစ်ခဲ့တာပါဒါဟာဖြင့်1980မေလရဲ့တနေ့မှာ ဖြစ်ခဲ့တာပါဒါဟာဖြင့်1980မေလရဲ့တနေ့ညနေခင်းအချိန်ကွန်ဂျူးမြို့မှာဖြစ်ခဲ့တာပါတကောင်ရန်အချိန်မှာအထီးကယုံနှိမ်နင်းရေးရဲတွေကရိုးရိုးရဲတွေရဲ့နေရာမှာဝင်ယူလိုက်တာငံမြင်ခဲ့တယ်တကောင်ရန်အချိန်မှာစစ်သားတွေကအထီးကယုံနှိမ်နင်းရေးရဲတွေရဲ့နေရာမှာဝင်ယူလိုက်တာ ငာမြင်ခဲ့တယ်။တကောင်ရန်အချိန်မှာအမေရိကန်နိုင်ငံသားတွေမြို့တော်ကစွန့်ခွာသွားတာငာမြင်ခဲ့တယ်။တကောင်ရန်အချိန်မှာမြို့တော်အဝင်ဂိတ်ကိုမော်တော်ယာဉ်တွေ ဝင်မလာနိုင်အောင် ပိတ်ဆို့ထားလိုက်တာငာမြင်ခဲ့တယ်။အိုးဘလောက်များကြောက်မဖွယ်ကောင်းတဲ့တကောင်ရန်ပါလေ။အိုးဘလောက်များ အချိန်ကုန်ခဲလွန်းတဲ့ ၎င်းရပါလေ။ဒါဖြင့်မေလရဲ့တနေ့မှာ ဖြစ်ခဲ့တာပါ။ဒါဟာဖြင့်1980မေလရဲ့တနေ့မှာဖြစ်ခဲ့တာပါ။ဒါဟာဖြင့်1980မေလရဲ့တနေ့ညနေခင်းအချိန်ကွမ်ဂျူးမြို့မှာဖြစ်ခဲ့တာပါ။မွန်တဲ့ချိန်မှာအောက်စုလိုက်လှန်စွတ်တနက်ကင်စစ်သားတွေ ငာမြင်ခဲ့တယ်။မွန်းတဲ့ချိန်မှာအုပ်စုလိုက်စစ်သားတွေဟာလူတွေကိုတိုက်ခိုက်ဖို့အသင့်ဖြစ်နေတာငာမြင်ခဲ့တယ်။မွန်းတဲ့ချိန်မှာအုပ်စုလိုက်စစ်သားတွေဟာလူတွေကိုလူရဖို့အသင့်ဖြစ်နေတာငာမြင်ခဲ့တယ်။မွန်းတဲ့ချိန်မှာစစ်သားရောင်ဆောင်ထားတဲ့မကောင်းဆိုးဝါးတွေကိုငာမြင်ခဲ့တယ်။အိုးဘလောက်များကြောက်မဖွယ်အတိပြီးတဲ့မွန်းတဲ့ချိန်ပါလေ ိုးဘလောက်များပျောင်ပျောင်ဒင်းဒင်းဖြစ်တဲ့မုန်းတဲ့ဂျိန်ပါလေဒါဟာဖြင့်မေလရဲ့တနေ့မှာဖြစ်ခဲ့တာပါဒါဟာဖြင့်1980မေလရဲ့တနေ့မှာဖြစ်ခဲ့တာပါဒါဟာဖြင့်1980မေလရဲ့တနေ့ညနေခင်းအချိန်ကွမ်ဂျူးမြို့မှာဖြစ်ခဲ့တာပါ ။သကောင်းရန်ချိန်မှာမြို့တော်ကြီးဟာဝရုံသုံးကဖြစ်နေတဲ့ပြားအုံတစ်ခုလိုဖြစ်နေခဲ့တယ်။သကောင်းရန်ချိန်မှာချော်ရီတွေစီးကြတယ်လို့ဖြစ်နေတဲ့သွေးမြစ်ဒဇင်းဖြစ်သွားခဲ့တယ်။သကောင်းရန်ချိန်မှာအသက်ခံခဲ့ရတဲ့မိန်းကလေးရဲ့သွေးစွန်းတဲ့သပင်တွေကိုလေးပြင်းညင်းကတွန်းတိုက်လှုပ်ရှားနေတယ်။သကောင်းရန်ချိန်မှာကြည်စံတရောက်ကန့်ထွက်တယ်လို့ထွက်ကြလာတဲ့ ကလေးငယ်တဦးရဲ့မျက်လုံးအိမ်ကိုအမှောင်ဒူကြီးကဝါမြူလိုက်တယ်။တကောင်းရန်အချိန်မှာလူသက်သမားတွေဟာလူသေးအလောင်းတွေကိုတနေရာရာကိုတဲထုတ်သွားခဲ့ကြတယ်။ဒါဟာဖြင့်မေလရဲ့တနေ့မှာဖြစ်ခဲ့တာပါ။ဒါဟာဖြင့်1980မေလရဲ့တနေ့မှာဖြစ်ခဲ့တာပါ။ဒါဟာဖြင့်1980မေလရဲ့တနေ့ ညနေခင်းအချိန်ကွန်ဂျူးမြို့မှာဖြစ်ခဲ့တာပါအဲဒီညနေကောင်းကင်ဟာ သွေးနေပိတ်စာတစ်ခု ဖြစ်နေခဲ့တယ်အဲဒီညနေလမ်းတွေထဲမှာမငိုကျွေးတဲ့အိမ်တအိမ်မှ မရှိခဲ့ဘူးမူတောင်တောင်မဟာဆိုရင်ဒုမင်္ဂလဝစ်စုံကိုဝစ်ပြီးမျက်နာကိုဟွက်ထားခဲ့တယ်အဲဒီညနေရောင်ဆန်းမြစ်ဟာ အသက်ရှူရပ်ပြီးယင်တမမှဖြစ်နေခဲ့တယ်။ဒါဟာဖြင့်ဂွာဒနီကာက လူသက်ပွဲတဲ့ပိုမိုကြမ်းကြုတ်လျက်ကန်းကောင်အောင် ရိုင်းတဲ့ရုပ်မာသူတို့ရဲ့ရက်ဆက်မှုပဲဖြစ်ဖြစ်ပေတယ်။သောတာရှင်ကဗျာချစ်သူများတောင်ကိုရီးယားပြည်သူတို့ရဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးတမိုင်းကိုအလေးအနက်ထားသင်ကားစာယူနိုင်ကြပါစေ။ကျွန်တော် 年尾巴。